马来西亚能用摇牌码？Malaysia, ဇွန်9ရက်အစောပိုင်းကတက္ကသိုလ်ကျောင်းသားတွေလိုက်ပါလာတဲ့ဘတ်ကားတစ်စီးနဲ့မီနီဗန်ကားတစ်စီးတိုက်မိပြီးလူ15ဦးထပ်မံနေသေဆုံးခဲ့ကြောင်းဒေသခံကင်စည်အဖွဲ့ကပြောပါရယ်။ထိုင်းနယ်စပ်အနီးအရှေ့နောက်အဝေးပြေးလမ်းမပေါ်မှာရှိတဲ့ဂီရက်မြို့အနီးမှာအစောပိုင်းတော်တဆမှုဖြစ်ပွားခဲ့ပြီးအခင်းဖြစ်ပွားတဲ့နေရာမှာ73ဦးသေဆုံးခဲ့ပြီး2ဦးဟာဆေးရုံမှာသေဆုံးခဲ့တယ်လို့သိရပါရယ်။နောက်ထပ်33ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၎င်းတို့တွေက9ဦးဟာအသက်အန္တရာယ်ဆိုးရိမ်ရတယ်လို့ကင်စည်အဖွဲ့ကဆိုပါရယ်။ ဘတ်စကားကအမှောက်သွားပြီးမီနီဘန်ကားကတော့ကျောက်ထဲကျသွားပါတယ်လို့ပြရက်ပြင်းတဲ့သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့ကပြောပါတယ်။ဘတ်စကားဟာဆူဒန်အိုင်ဒရစ်ပညာရေးတက္ကသိုလ်ကကျောင်းသားတွေကိုတင်ဆောင်လာတာဖြစ်ပြီးဇွန်9ရက်မနက်တနအိဝင်းကျင်အချိန်မှာမီနီဘန်ကားနဲ့တိုက်မိခဲ့တာဖြစ်ပါတယ်။မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကတေဆုံးသူတွေရဲ့ကျန်ရစ်သူမိသားစုဝင်တွေကိုကူညီဖို့အစိမ့်မြင့်ပညာရေးဝန်ကြီးဌာနကိုညွှန်ကြားထားပါတယ်။အန်ဝါကဒီမတော်တဆမှုဖြစ်စဉ်အတွက်စိတ်မကောင်းဖြစ်မိကြောင်းထုတ်ပြန်ထားပါတယ်။